ီဗီဒီယိုကတော့အရှိဗီဒီယိုမှာလုတ်ခဲ့တဲ့ကျွန်တော် beginner အနေနဲ့ဘာကြောင့် landword မှာ fail ရလဲဆိုတဲ့အထဲကမှ AI နဲ့ byte coding လုပ်တဲ့ဟာကိုကျွန်တော်တို့အနေနဲ့ဒီ byte coding မလုပ်ဘဲနဲ့ byte coding ကိုဘယ်လိုမျိုး efficient ဖြစ်ဖြစ်ကိုယ်ဟာလေ့လာပြီးတော့ဘယ်လိုလုပ်မလဲဆိုတဲ့အကြောင်းကိုကျွန်တော်ပြပြမှာဖြစ်ပါတယ်။ဒါကကျွန်တော် byte coding လုပ်တဲ့အကြောင်းကိုထားရပြောမှမဟုတ်ဘဲနဲ့ AI tools တွေကိုသုံးပြီးတော့ကျွန်တော်တို့က search တာဒီဘယ်လိုလုပ်မလဲဆိုတဲ့ဟာကိုပြပြမှာဖြစ်ပါတယ်။ ဒီမှာဆိုရင်ကျွန်တော်တို့က programming language ဒါမှမဟုတ်ရင်ကျွန်တော်တို့ framework library ဒါတွေကိုလေ့လာလို့ရှိရင်ကျွန်တော်တို့က AI နဲ့အတူတူလွယ်လွယ်ကူကူလေ့လာလို့ရနိုင်ပါပြီ။အရင်တော့ဆိုရင်ကျွန်တော်တို့ကလေ့လာမယ်ဆိုရင်သူ့ရဲ့ official သူ့ရဲ့ official website ကိုသွားပါပြီးလို့ရှိရင်အဲမှာသူတို့ရေးထားတဲ့ documentation တွေကိုသွားဖတ်သွားဖတ်ပြီး code ကိုလုပ်ကြည့်အဲ့လိုမျိုးပါလိုမျိုးလုပ်တဲ့ဟာကနည်းနည်းတော့ခက်တယ်ပဲဘာလို့လဲဆိုတော့ documentation တွေကကျွန်တော်ဒီဖတ်နေနေတယ်ပေါ့နော်နည်းနည်း ရောထွေးလာတာပြီးလို့ရှိရင်မတိတာပြီးရင်ဆိုပေးစီအများကြီးဖြစ်နေတာအဲ့လိုမျိုးတွေဖြစ်တတ်ပါတယ်။ဒါပေမဲ့အခုနောက်ပိုင်းပေါ့နော် AI တွေပေါ်လာတဲ့အခါကျတော့ AI နဲ့ကျွန်တော်တို့ search တိုင်းလုပ်မယ်ဆိုရင်အဲ့ပြဿနာတွေကမရှိတော့ပါဘူး။ AI ကကျွန်တော်တို့ကိုရွယ်ကူအောင်သူ့အနေနဲ့ summarize လုပ်ပေးတယ်၊ category တွေခွဲပေးတယ်၊ pair တွေကတော့ရည်ကြီးရယ်ပဲအဲ့ဒီရင်းကြည့်ဦးဘယ်အရာတွေကိုရင်းသိတဲ့ ਨੇ ဘယ်အရာတွေကိုတော့နောက်ကျရင်သိတဲ့ ਨੇ စသဖြင့်ပေါ့နော်အဲ့လိုမျိုးခွဲပြပါတယ်ကျွန်တော်အနေနဲ့ရှေ့ဗီဒီယိုမှာပြောခဲ့သလို ဘိုက်ကုန်တွေနဲ့ copy paste တွေလုပ်နိုင်မဲ့အစားပေါ့နော်ဒီလိုမျိုး basis တွေကျွန်တော်တို့ဒီလိုမျိုးအခြေခံတွေကိုကျွန်တော်တို့အနေနဲ့ဒီလို AI tools တွေကိုသုံးပြီးတော့လေ့လာတာကပို့ပြီးတော့အကျိုးရှိပါတယ်โอเคအားလုံးဆိုရင်ကျွန်တော်ဘယ်လိုလုပ်မလဲဆိုတော့ကျွန်တော်ပြပြပါမယ်โอเคပထမဆုံးအောင်တော့ကျွန်တော်တို့ language ဒါမှမဟုတ် framework library ပေါ့နော်ကိုပါလေ့လာခြင်းလေလေ့လာခြင်းနဲ့အောင်ပေါ့နော်ကိုလေ့လာခြင်းနဲ့ဟောကိုကျွန်တော်အရင်ဆုံးသိအောင်လုပ်ရပါမယ်ဟာကိုလေ့လာခြင်းနဲ့အောင်အရင်ဆုံးသိအောင်လုပ်ရမယ်ကိုက language ကိုလေ့လာမှလား language ဆိုရင်ကျွန်တော်အနေနဲ့ javascript လို့ရှိမယ် python လို့ရှိမယ်ပြီးရင်တခြားတော့ကျွန်တော်ဒီမှာ php တို့ပြီးရင်ဒီမှာ golang တို့ပါလို့ရှိမယ်ပေါ့နော် okay framework ဆိုရင်လည်းကျွန်တော် front end မှာသုံးတဲ့ framework တွေပေါ့နော် front end framework တွေရှိမယ် back end framework တွေရှိမယ် front end မှာသုံးတဲ့ library တွေ back end မှာသုံးတဲ့ library တွေပေါ့နော် library ဆိုလည်းကျွန်တော် python မှာဆိုရင် data analysis လုပ်တယ်ဆိုရင်ကျွန်တော်ထားပါတော့ nan py ပေါ့နော် nan py ကို ai လုပ်တယ်ဆိုရင်ကျွန်တော်တို့ဒီမှာ အဲဖိုင်နေဖိုင်တော့ရှ်ပေါ့နော်ဒါတွေကိုကျွန်တော်အနေနဲ့ဘလို့သုံးပြရမလဲပေါ့နော်ကျွန်တော်အနေနဲ့ AI နဲ့အတူတူ set study ရင်လုံးမယ်ဆိုရင်ဒီလိုမျိုးကိုလေ့လာမယ်အောင်ရင်ဆုံးသိအောင်လုပ်ရမယ်ပြီးလို့ရှိရင်ကိုကလေ့လာရဲဆိုရင်လည်းဗျ consistency ရှိဖို့လိုရတယ် consistency ရှိဖို့ဆိုတာတရက်ကိုဘယ်နှနာရီပြီးမှလဲပေါ့နော်တရက်ကိုကျွန်တော်တို့ကတနင်္လာနှစ်နာရီလာပေါ့နော်ဒီပုံမှာကျွန်တော်အနေနဲ့အချိန်ဘယ်လောက်ပြီးမှလဲပေါ့နော် အဲ့ဒါကျွန်တော်ရေးကြည့်ပါမယ်လေးလိုက်ဆိုတော့ပြောရရင်တော့လွယ်တော့လွယ်တယ်ဒါပေမဲ့ကိုကဒီပုံမှာ consistency ရှိရှိနဲ့တရက်ကိုဘယ်နှနိုင်လုံးမှလဲဆိုတာရေးကြည့်ပါတယ်ကောက်ယူမီလုံးနေတော့ဘေးရမှအဆင်ပြေမှာမဟုတ်ပါဘူးကျွန်တော်တို့အနေနဲ့အနည်းဆုံးပေါ့နော်တရက်ကိုတနင်္လာလောက် focus လေးလောက်ပြီးတော့ consistency ရှိရှိရက်30ပေါ့နော်အဲ့ဒီ challenge စီပါလေလောက်ပြီးတော့ကျောင်းအနေနဲ့လေ့လာလို့ရှိရင်ပို့ပြီးတော့ထိရောက်ပါတယ် ော်ရိုက်ဒီအချက်ပေါ့နော်ကျွန်တော်လေ့လာမယ့်ဟာဘယ်ဟာယင်လေ့လာမလဲဆိုတဲ့ဟာကိုပြီးပြီပြီးရင်အချိန် block ပြီးမလဲဆိုတာပြီးပြီးပြီဆိုရင်ကျွန်တော်အနေနဲ့ဒီအရာတွေကိုကျွန်တော်လေ့လာလို့ရပါပြီလေ့လာရပြီးတဲ့ချိန်မှာကိုကကိုတခုတတ်မှတ်ရမယ်ပေါ့နော်မီနီကိုလို့ပဲကျွန်တော်ဒီမှာတုံချင်ပါမီနီကိုပေါ့နော်ကျွန်တော် ဒီ language dataworking framework တစ်ခုကိုကျွန်တော်တို့က10ရက် dataworking 15ရက်လေ့လာပြီးအချိန်မှာကိုယ်အနေနဲ့ mini project ရေးနိုင်မယ်ဆိုတဲ့ goal တစ်ခုထားလာမယ် mini project ရေးနိုင်မယ်ဆိုတဲ့ goal တစ်ခုကိုကျွန်တော်တို့အနေနဲ့ဒီမှာထားလာမယ်ဒါမှသာကျွန်တော်တို့ကဒီသင်ထားတဲ့ဟာတွေကိုကျွန်တော်တို့ကမိမှမဟုတ်တော့ဘဲနဲ့ကျွန်တော်တို့ကဒီရဲ့ basic တွေကိုကောင်းကောင်းနားလည်လာမှာဖြစ်ပါတယ်ဒီလိုမျိုးမြည်ကြည့်တော့ကျွန်တော်တက်ဖို့ရာခိုင်နှုန်းကတော့ တော်တော်လေးနည်းပါတယ်ဒီလို project စရေးတော့မယ်ဆိုရင်ကျွန်တော်တို့ကဒီမှာ AI ရဲ့အကူအညီကိုလည်းထပ်ပြီးတော့အသုံးဖို့လိုအပ်ပါတယ် AI ကိုကျွန်တော်တို့က project ဘယ်လိုလုပ်မလဲမသိဘူးအမှတော့ကျွန်တော်တို့ရဲ့ဒီမှာ planning CLI ဘောနော် command line interface နဲ့ကျွန်တော်တို့ planning app ရေးမယ်ကျွန်တော် CLI နဲ့ကျွန်တော်တို့ဒီမှာ planner ဘောနော် planner ရေးမယ်ဆိုရင်ကျွန်တော်တို့က AI ကို step by step ပေါ့နော် base step ကနေစလောင်းလဲပေါ့နော် step 1 2 10ပေါ့ဗျာဒီတက်ကနေ10အထိသူ့ကို plan လုပ်ခိုင်း plan လုပ်ပြီးရင်ကိုက तू plan ပေးတဲ့အတိုင်း implementation လုပ်ဖို့လိုရပါတယ်ကျွန်တော်တွေ live လုပ်ဖို့လိုအပ်တယ်ဒီလို live လုပ်တဲ့နေရာမှာကိုက तू ကအကြိတ်ကုတ်ဒီ generate လုပ်ပြီးကုတ် generate လုပ်ပြီး လုံးဝ copy paste မလုပ်ပါနဲ့။ဘာလို့လဲဆိုတော့ကျွန်တော်တို့ copy paste လုပ်လိုက်လို့ရှိရင်ကျွန်တော်တို့က base step ကဘာဖြစ်သွားလဲကျွန်တော်တို့ရဲ့ programmer top to bottom ကဘလို့သွားရလဲကျွန်တော်တို့ရေးထားတဲ့ program ဘလို့မျိုးအလုပ်လုပ်လာလဲဆိုတော့ကျွန်တော်တို့မသိတော့ပါဘူး။အိပ်ပြဿနာတော်တော်အရေးကြီးပါတယ်။ copy paste လုပ်လေဆိုတာဘာမှအဲ့ဒီရမဟုတ် control c control v ပြီးပြီ။အဲ့ဒါပဲ။အခု agent နဲ့တော့ရင်ပုံအောင်ဆိုးသေးတယ် ြီးကုလင်းအေဂျင့်နဲ့ဆိုရင်ကလစ်တီရှန်နဲ့လည်းအနေနဲ့အကုန်လုံးပြီးအလိုမျိုးဖြစ်ပါတယ်အဲဒါဆိုရင်ကိုကဘာလို့လုလုလိုက်မှမသိဘူးပြီးလို့ရှိရင် copy paste လုပ်တော့ဒီလိုမျိုးပေါ့နော်ကျွန်တော်တို့ folder structure တွေပေါ့နော်ဒီ folder structure အကြောင်းနေလဲကျွန်တော်နေလဲမသိတော့ဘူးဒီလိုမျိုးမသိရတဲ့အတွက်ကြောင့်မလို့ကိုရဲ့ copy paste ထဲမှာ source code ထဲမှာပေါ့နော် verify ကဘာရေးထားတယ်ဆိုတော့ကျွန်တော်နေလဲသိမှာမဟုတ်တော့ဘူး အဲ့လိုမျိုးဆိုရင်ကိုကရှိမှဒီအရာတွေသင်ထားနေဒီမှာကျူးစာပန်းစာလောက်ထားတယ်ဒီမှာလည်းအချိန်ကြီးရမ်းပေးထားတယ်ပြီး plan နေလောက်ပြီးပြီးလေးပြီးတော့နောက်ဆုံးကြတော့ဒီ file code တင်နေကျွန်တော်တို့ code generate လောက်ပြီးတော့ဟာဒီအားတော့ app တစ်ခုရေးရေးပြီးသွားပြီဆိုတော့ခင်ဗျားကျွန်တော်တို့ရေးတာမဟုတ်လေကျွန်တော်တို့ကိုယ်တိုင်စဉ်းစားပြီးတော့ဖြည့်ရှိပြီးရေးတာမဟုတ်ဘူးကျွန်တော်တို့က AI ကိုခိုင်းပြီးတော့ရေးလိုက်တာအဲ့ဒါကျွန်တော်တို့ကိုယ်တိုင်ရေးတာမဟုတ်ဘူးကိုကဓာတ်လည်လို့လုပ်တယ်ဆိုရင်အိစမရှိဘူး ားလာကြအချိန်ကုန်တက်တာကွမ်ခုမှလေးစပြီးလေးလာတယ်တိလည်းမသိသေးဘူးကျွမ်းလည်းမကျွမ်းနိုင်ဘူးဆိုရင်တော့လုံးဝမလုပ်ပါနဲ့သူတို့နဲ့အတူတူအဲဒါတက်လို့ရှိရင်အဲဒါတွေကိုရှာအဲဒါတွေကိုရှင်အဲ့လိုလုပ်ပြီးတော့သွားပါသူတို့စီကနေပြီးတော့ဒီဟာလှုပ်ထိုင်တဲ့ stretcher ကြီးမှန်လားမှားလားဆိုတာကိုသူတို့မေးပါအဲ့လိုမျိုးလှုပ်တာကတော့ပုံပြီးတော့ထိရောက်ပါတယ်ဟေ့ဒီကတော့ကျွန်တော်တို့ဒီ programming language ပဲဖြစ်ဖြစ် framework ပဲဖြစ်ဖြစ်ကျွန်တော်အနေနဲ့လေ့လာလို့ရှိရင် ဆက်စတာဒီလောက်လို့ရှိရင် AI နဲ့ဘယ်လိုလုပ်အောင်လဲဆိုရဲကျွန်တော် step 5ခုပေါ့နော် step 5ခုမှာအရေးကြီးဆုံးကဒီ step ပေါ့နော်လုံးဝ copy paste လုပ်ပါနဲ့ကျွန်တော်တို့က syntax တွေကိုသိဖို့လဲလို့ရတယ် function တွေဘယ်လိုရေးလဲဆိုတာသိဖို့လဲလို့ရတယ်ပြီးရင်အထက်တွေက logic တွေဘယ်လိုလုပ်လို့လဲဆိုတာကျွန်တော်တို့နားလည်ဖို့လို့ရတယ်အဲ့ဒီအတွက်ကြောင့်မလို့ copy paste ချလိုက်ရင်ကိုကမသိတော့ပါဘူးကိုကမသိတော့ဒီ source code ကိုကိုကပြန်ဖတ်တယ်ဖတ်လဲနားမလည်ဘူးပြီးရင်ပြန်ရှင်းခိုင်းအဲ့တော့ကျွန်တော်တို့မဟုတ်လုံးစကူကတ်တွေ ဖြစ်သွားပါလိမ့်မယ်။အဲကြောင့်မလို့ကျွန်တော်တို့အနေနဲ့ copy paste မလုပ်ပါနဲ့။သူ့ဆီကနေပြီးတော့ကျွန်တော်တို့ sudo code တွေနဲ့ကျွန်တော်တို့အဲ sudo code တွေကိုကြည့်ပြီးတော့ကျွန်တော်တို့ပြန်ပြီးတော့ implement လုပ်ပါ။အဲ့လိုမျိုးလုပ်တာတော့ပို့ပြီးတော့ထိရောက်ပါတယ်။အဲ့တော့ကျွန်တော်အနေနဲ့ရေးဆွဲထားတဲ့ plan ပေါ့နော် step by step ဒီအားကိုလည်းကျွန်တော်ကိုယ်တိုင်လည်းအသုံးချပါတယ်ဒီလိုမျိုးကျွန်တော်လေ့လာပါတယ်ကျွန်တော် goal line ကိုလေ့လာတော့လည်းကျွန်တော်ဒီလိုမျိုးချိန်ပေးပြီးတော့ကျွန်တော်လေ့လာပါတယ်တရက်ကိုကျွန်တော်တနာကြီးလောက်လုပ်ဖြစ်ပါတယ် အဲနောက်ပိုင်းမှာကျွန်တော်ဒီ CLI update ရေးတယ်ပြီးလို့ရှိရင်ကျွန်တော် backup mine နဲ့ပါရေးတယ်အဲ့လိုမျိုးပေါ့နော်တိတိလေးရနေပြီးတော့ဒီ feed ကြီးကြီးကြီးအဲ့လိုမျိုးနည်းနည်း project တိတိလေးရနေအိုက်ထရဲနည်းနည်းကြီးနည်းတဲ့ကြီးနည်းနည်းကြီးအဲ့လိုမျိုးနဲ့ကျွန်တော်လေ့လာပါတယ်ကျွန်တော် copy paste မလုပ်ပါဘူးကျွန်တော်ကိုယ်ကိုယ်တိုင်းပဲရေးပါတယ် chain coin လဲကုန်စီကျွန်တော်ကိုယ်ကိုယ်တိုင်းရေးပါတယ်ဘာလို့လဲဆိုရင်ကျွန်တော်စင်သက်တွေကိုနားလေခြင်းလို့မှတ်မိခြင်းလို့ပါโอเคအဲ့ဒါဆိုရင်ကျွန်တော်တို့ကဒီလိုမျိုးလေ့လာမယ်ဆိုရင်ကျွန်တော်ဘယ်2စီကိုတောင်းရမလဲပေါ့နော် ျွန်တော်တို့အခုခင်ကြည့်ပါဗျာ AI ကတော့နေရာတိုင်းရှိနေတယ်ဖြစ်နိုင်တော့ website တွေကနေပြီးတော့ Google တာပါတော့ Gemini website တွေကနေပြီးတော့မလိလာပါနဲ့ဘာလို့လဲဆိုတော့ကိုက DIO professional အနေနဲ့သွားမယ်လို့ကိုကလုပ်ထားရဆိုရင်အဲ့ဟာတွေကိုသုံးပြီးတော့လိလာထက် VS Code တို့ ကျွန်တော် casa တို့ windsurf တို့ပြီးလို့ရှိရင်ဒီမှာ google အတက်ထုတ်တဲ့ဒီ anti gravity တို့ဒါမျိုးသုံးပြီးတော့လေ့လာပါဘာလို့လဲဆိုတော့ကိုက professional သုံးမှာဗျာ website ပေါ်မှာကောက်သွားရေးဆိုနည်းနည်းသိပေတော့တိတ်တော့မရှိဘူးလေဟုတ်တယ်မလားကိုကဒီအပျော်သဘောလေ့လာရစင်တော့ဘာမှမဖြစ်ဘူးဒီလို sandbox တွေမှာတောက်လုပ်တာတော့ကိစ္စမရှိဘူးကိုက professional နေနဲ့လုပ်မှဆိုရင်တော့ဒီလိုမျိုး VS Code တို့ဘာတို့သုံးပြီးတော့လေ့လာတာတော့ပို့ပြီးတော့ကောင်းတော့ပါ ီနေ့မှာ leak code တွေဘာတွေကိုဆိုလိုခြင်းမဟုတ်တော့ leak code တွေဘာတွေကတော့ problem solving website ဖြစ်တဲ့အတွက်ကြောင့်ဒါတွေအချင်းချင်းနေနေပေါ့နော်ဒါကကျွန်တော်တို့လေးလာမယ့်နေရာမှာသုံးဖို့အတွက်ကျွန်တော်ကပြပြချင်းပြပါလိမ့်ဝင်ဒီမှာတော့ကျွန်တော် VS Code နဲ့ Google Anti Gravity နှစ်ခုကိုထည့်ရပါတယ်ပထမဆုံး VS Code ပေါ့နော် VS Code မှာဆိုရင်ကျွန်တော်တို့ကသုံးလို့ရတဲ့ဒီ AI model တွေကတော့အများကြီးရှိပါတယ်ဒီမှာတော့ကျွန်တော် recommend ပေးတာကတော့ကျွန်တော် GitHub အောင်ဖွင့်ပြီးတော့ ဒီ GitHub Copilot ပါเนาะအဲ Copilot ကို extension လေးကို install လုပ်တာပြီးလို့ရှိရင်ကျွန်တော် IRN ပြီးတော့ free download ရတဲ့ model တွေရှိတယ်ဒီမှာ Grok တို့ ChatGPT တို့ပြီးလို့ရှိရင်တခြားသော model တွေလည်းရှိတယ်အဲဒီကိုကျွန်တော်တို့လည်းတောင်းလိုက်ရတယ်အဲ့ဒါအပြင်ကိုကအဲ့ဒါမှမကြိုက်သေးကိုက local နေပြီးတော့ run ခြင်းနေဆိုရင် Ola မှာနေကျွန်တော်ခေါ်တောင်းလိုက်ရတယ်ဒါမှမဟုတ် open router နဲ့ကျွန်တော်တို့တောင်းလိုက်ရတယ်ပေါ့เนาะဒါတော့ Google မှာတော့ share ကြည့်လိုက်ပါ ောက်တစ်ခုကတော့ Google Anti Gravity ပေါ့နော် Google Anti Gravity ကတော့ကျွန်တော်ခုမှစတော့တာသုံးကြတော့စိုးရမစိုးဘူးအဆင်ပြေတယ်ပြီးရင်ဒီမှာကျွန်တော်တို့ဒီ Google Gemini 3 Pro ပေါ့နော်အဲရတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ဒီရဲ့ ID ကိုကျွန်တော်ထည့်ထားဖြစ်တယ် free ရတော့သုံးနိုင်ကြပါကျွန်တော်ပတ်စံပေးရချိန်ကြရင်လည်းဝယ်သုံးချိန်လည်းသုံးပါနော်ဝယ်မသုံးချိန်လည်းဖြုတ်လိုက်ပါကျွန်တော် free ရတော့နေသုံးတာ ပြီးနောက်တစ်ခုကတော့ကျွန်တော်နောက်ဆုံးချက်ပါเนาะကျွန်တော်တို့ဒီ markdown file တွေကိုကျွန်တော်အနေနဲ့အကျိုးရှိစွာအသုံးချဖို့လိုအပ်ပါတယ် Okay ဒီ markdown file တွေကဘယ်လိုမျိုးလုပ်လဲပြီးဒီ tool တွေဘယ်လိုသုံးလဲဆိုတော့ကျွန်တော်ခဏနေပြပါမယ်ပြီးဒီကတော့ကျွန်တော်ရေ VS Code ပေါ့เนาะကျွန်တော်ဒီဟာကကျွန်တော် sam ထားတာပေါ့เนาะကျွန်တော်ပြောပြခြင်းတဲ့အတွက်ကြောင့်ကျွန်တော်လည်း sam ပြတာလား ဝေးဒီမှာဆိုရင်ကျွန်တော်ဒီမှာ prompt နဲ့ကျွန်တော်ထုတ်ထားတဲ့ဟာကြီးပေါ့နော်။အားမှာတော့ဒီမှာ lang javascript with ai ပေါ့နော်။ဒီမှာဆိုရင်ကျွန်တော် ai မစခင်ပေါ့နော်။ကျွန်တော်တို့အနေနဲ့သိရမှာကဒီမှာ extension ဆိုတာဟာရှိတယ်။ဒီမှာ extension ပေါ့နော်။ကျွန်တော် vs code မှာ extension ရှိတယ်။အဲ extension နဲ့ပေါ့။ပါပြီးလို့ရှိရင်ကျွန်တော်တို့ဒီမှာဒီမှာကျွန်တော်တို့ဘာတွင်းရမလဲဆိုတော့ဒီမှာ okay ဟာ ဂျင်ကိုပိုင်လောပေါ့နော်ဂျင်ဟာကိုပိုင်လောကိုကျွန်တော်တို့ညင်းထားဖို့လိုတယ်ဒီမှာဂျင်ဟာကိုပိုင်လောရှိတယ်ဂျင်ဟာကိုပိုင်လောတီယာကိုကျွန်တော်တို့ညင်းထည့်ထားဖို့လိုတယ်ဂျင်ဟာအကောင့်ဖွင့်တာမှရပါမယ်ဂျင်ဟာအကောင့်မဖွင့်နိုင်ရင်ကျွန်တော်တို့ညင်းသူ့ရဲ့ AI model တွေကိုကျွန်တော်တို့ညင်းသုံးလို့ရအောင်မဟုတ်ပါဘူးဂျင်ဟာအကောင့်ရှိမှရမယ်ဂျင်ကဟိုအင်တာနက်ရှင်နယ်စတူဒန့်ဆိုရင်တော့ဂျင်ဟာစတူဒန့်ဘာညာနဲ့ကျွန်တော်တို့သွားပြီးတော့ education plan free claim လို့ရပါတယ်အားလေးပြပြတော့ပါ โอเคอ่ะပြီးလို့ရှင်တော့ကျွန်တော်တို့ဒီမှာဗောနော်ဒီမှာ markdown extension ရှိတယ်ကျွန်တော်တို့ဒီမှာဒီอ่ะဗောနော်ကျွန်တော်တို့ဒီอ่ะထည့်ထားဖို့လိုတယ်ဒီ markdown preview ဗောနော် markdown preview ကိုထည့်ထားပါ markdown review อ่ะရန်ကောင်းပါတယ်ကျွန်တော်အနေနဲ့ preview ဖတ်တဲ့ချိန်တိုင်းပို့ပြီးတော့အသိပြပါတယ်ဒါတော့ဒါ markdown ရေးတဲ့ဒီ shortcut တွေပါတယ် blue ရေးရမယ်ဆိုတဲ့ဟာဒီဗောနော် extension ဒီอ่ะတော့မထည့်လည်ရပါတယ်ဒီတစ်ခုထည့်နိုင်ရပါပြီ markdown preview enhance ဆိုတဲ့ဟာလीအ ။အဝေးအားထည့်ပြီးရင်ကျွန်တော်အနေနဲ့ဒီမျိုးတေးလာလို့ရပါပြီ။ပါပါ။ပြီးဒီမှာဆိုရင်ကျွန်တော်ဒီ Sona Enhance ထည့်ထားလို့ရှိရင်ကျွန်တော်ဒီမှာဒီပုံမှန် icon လေးရှိတယ်။အားလေးတစ်ချက်နှိပ်လိုက်လို့ရှိရင်ကျွန်တော်ဒီကဒီလိုမျိုးထွက်လာပါပြီ။ Okay ဒီကတော့ကျွန်တော်တို့ markdown file မျိုးပုံပြီးပြီးတော့ကျွန်တော်တို့ကဒီလိုမျိုးတေးလာတာဖြစ်ပါလိမ့်။ဒီမှာဆိုရင်ကျွန်တော်ကကျွန်တော်တို့ကဒီမှာဟာပါတော့ကျွန်တော်ဒီမှာ ီမှာကျွန်တော် Python ကိုကျွန်တော်ဘယ်လိုမျိုးလေ့လာမလဲပေါ့နော်ကျွန်တော်ဒီမှာကျွန်တော် free သုံးလို့ရဟာ raw code ကိုပဲကျွန်တော်ယူလိုက်မယ်။ဟောနည်းနည်းမြန်လို့။ Okay ဒီမှာဆိုရင်ကျွန်တော် prompt ပေးမယ်ပေါ့နော်။ကျွန်တော် prompt ပေးမယ်။ teach me everything should i No, about my thoughts. et ye dima ko dima create a new markdown ိုင်း name as ကျွန်တော်ဒီမှာ learn python with ei တော့ md okay လို့ကျွန်တော်နေဒီ agent mode မှာကျွန်တော်ပါပြီးတော့ဒီကောင်ကို create လုပ်ခိုင်းမှာပေါ့နော်ဒီဒီမှာဆိုရင်ကျွန်တော်ဒီ model ရေးရတယ်ဒါကတော့ကျွန်တော်ဝေထားတဲ့အားတွေပေါ့နော် ျွန်တော် plan ဝယ်ထား DI သုံးလို့ရတာဖြစ်ပါတယ်။ဒီကွာ plan ဝယ်တော့ဆိုလဲ DI တွေကို free နေနဲ့သုံးလို့ရဒီလို0ပြတာတာ free သုံးလို့ရဖြစ်ပါတယ်။ဟုတ်ကဲ့ဒီမှာဆိုရင်ကျွန်တော်ဒီမှာ python နဲ့ပတ်သက်တဲ့ fundamental တွေ core concept တွေကျွန်တော်သိရမယ့်အကြောင်းအရာတွေကိုသူအနေနဲ့ချက်ချင်း generate လုပ်ပေးပါပြီ။ဒီဟာနည်းနည်း file site တော့နည်းနည်းတော့ဟိုအားကြီးတော့နည်းနည်းတော့များတယ်။ဒါပေမဲ့ကိုက ဒီလိုမျိုးတွန်းရှာနေရတဲ့ဆိုင်ဒီလိုမျိုးတစ်ခါတည်းသူတို့ကို generate လုပ်ခိုင်းပြီးတော့ကျွန်တော်တို့လုပ်လိုက်တာတော့ပို့ပြီးတော့ကောင်းပါတယ်ဒီမှာအဲဖြစ် Okay ဝယ်ရတဲ့ကျွန်တော်ဒီအရလေးကိုတစ်ချက်ကြည့်အောင်အော်ကျွန်တော်ဒီမှာကျွန်တော်နည်းနည်းသိလိုက်ဝယ်ဒီမှာဆိုရင် LAMP Python AI လမ်း Python AI ဆိုရင်ဒီမှာ Python ဘယ်သူက create လုပ်တာလဲဘယ်ကနေစပြီးတော့ create လုပ်တာလဲပြီးလို့ရှိရင်သူ့ရဲ့ core concept တွေကပါလဲသူ့ရဲ့ key feature ပေါ့နော်ကျွန်တော်ဒီမှာ easy to learn ဖြစ်တယ်ဒီကောင်က interpreter ဖြစ်ပြီးတော့ပြီးရင် cross platform တွေမှာလည်း run လုပ်ရတယ်ပေါ့ပြီးလို့ရှိရင်ဒီမှာ last standard library ရှိရဲ့ပြီးရင်ဒီကောင်ရဲ့ပုံစံက dynamic နဲ့တိုင်းနေသွားတယ်ပြီးရင်ဒီ object oriented support လုပ်တယ်ပေါ့နော် လို့ရှိရင်လည်းဒီမှာကျွန်တော်တို့ဒီမှာ Python ကိုသင်တော့မယ်ဆိုရင်လည်းဒီမှာ malware မှာဆိုရင် brew နဲ့ install လုပ်လို့ရတယ်ကျွန်တော်တို့ linux လို့ ubuntu လို့မှာဆိုရင်လည်း sudo နဲ့ကျွန်တော်တို့နေပြီး install လုပ်လို့ရတယ်ကျွန်တော်တို့ဒီ window မှာဆိုရင်တော့ဒီ python installer နဲ့ install လုပ်လို့ရတယ်ဆိုပြီးတော့ပြောရတယ်ပြီးရင် install လုပ်ပြီးရင် python version တွေကိုချက်ပြီးတော့ install လုပ်တာမှန်မှန်မှန် verify လုပ်ခိုင်းတယ်ဒီဒီမှာကျွန်တော်တို့ဒီမှာ code editor setup တွေဘယ်လိုလုပ်ရမလဲပြီးရင် ပိုက်သွင်းမှာပါတယ် virtual environment တွေကိုကျွန်တော်တို့ဘယ်လိုလုပ်အောင်မလဲပြီးသူက package manager ပါအနေနဲ့သုံးတာလဲဆိုဒီမှာတွေ့ရပါလိမ့်မယ်ပြီးဒီမှာ business center ဒီမှာ print ဆိုပြီးတော့ပါတယ်ပြီး comment comment ထုတ်တဲ့ပုံစံတွေပြီး identification တွေပါမယ်ပြီး data type တွေ numeric တွေ string တွေဒီထဲမှာကိုထည့်ချင်တဲ့နာတွေကိုအကုန်လုံးကျွန်တော်အနေနဲ့ပြင်ပြီးတော့လုပ်လို့ရပါတယ်အဓိကကတော့ကျွန်တော်အနေနဲ့ ြီး VS Code တို့ဘာတို့မှာလေ့လာဖို့လိုအပ်ပါတယ်ဘာလို့လဲဆိုရင်ဘာလို့လဲဆိုတော့ဒီထဲမှာသုံးတဲ့ model တွေကကျွန်တော်တို့ coding လုပ်ဖို့အတွက်တည်တန်းအနေနဲ့သူတို့ကပြန်ပြီးတော့ expression တွေနဲ့သူတို့ကပြန်ပြီးတော့ပြန်ပြီးတော့ဒီ narrow agent တွေပေါ့နော်လို့ပြောပြန်ဆောင်ထားတဲ့ဟာတွေပဲဖြစ်ပါတယ်အဲကြောင့်လို့ဒီ online နဲ့သုံးရတာပို့ပြီးတော့အဆင်ပြေပါတယ်ဒီမှာလေ့လာမယ်ဆိုရင် ီးလို့ရှိရင်ကျွန်တော်တို့ကဒီလိုမျိုးပေါ့နော်ဒီအရာတွေကိုကျွန်တော်တို့အနေနဲ့လေ့လာပြီးလို့ရှိရင်ကျွန်တော်တို့နေ exercise လုပ်ချင်တယ်ဆိုရင်လည်းသူ့ကို exercise ထုတ်ခိုင်းလိုက်လို့ရပါလေဒီဒီမှာဆိုရင်ကျွန်တော် javascript ပေါ့နော် javascript ကိုကျွန်တော်ဒီမှာ front runner ပေါ့နော်ကျွန်တော်အနေနဲ့ဒီမှာဒီမှာ javascript basic exercise ဒီပေါ့နော်ဒီမှာ javascript ကိုဘယ်လိုမျိုးလုပ်အောင်လဲပေါ့နော်ဒီမှာဆိုရင် exercise number 1 prevene data type โอเคဒီလိုမျိုးဆိုရင်ကျွန်တော်တို့ကကိုကိုတိုင်းညာဒီရဲ့ဟာပြီပေါ့ဒီမှာထားမှာတော့ create ရဲ့ variable call greeting greeting ဆိုတဲ့ variable ကိုစောင့်ပြီးလို့ရှိရင် assign is ring hello world ဆိုပြီးတော့ကျွန်တော်တို့ညာ console log ထောက်ခိုင်းတယ်ဒီလိုမျိုးလောက်ခိုင်းတဲ့ဟာတွေကိုကျွန်တော်တို့က call ကိုရှင်းမှာလေးလာထားတဲ့ဒီအပိုင်းတွေရှိတယ်ပေါ့ဘယ်လိုမျိုးရေးရမလဲဘယ်လိုမျိုးလုံးမလဲဆိုတဲ့ဟာတွေကိုကြည့်ပြီးတော့ကျွန်တော်ဒီ exercise တွေကိုလုပ်မယ်ဆိုရင်ကျွန်တော်အနေနဲ့ခဏလေးတွင်းမှာ မြင်မြဆင်းဆင်းတက်လွယ်ပါတယ်ပြီးဒီလို exercise တွေလုပ်ခြင်းအားဖြင့်ကျွန်တော်တို့အနေနဲ့ကပို့ပြီးတော့လည်းမှတ်မိတယ်ပြီးလို့ရှိရင်ကျွန်တော်တို့လည်း foundation ဘိုင်းမှာလည်းပို့ပြီးတော့ခိုင်ပါတယ်ခဲရပြီးလို့ရှိရင်တော့ကျွန်တော်တို့ project ရေးမယ်ဆိုရင်လည်းဒီမှာကျွန်တော်တို့ဒီ agent မှာပဲကျွန်တော်တို့အနေနဲ့ဒီ plan မှာသူ့ကိုသွားပြီးတော့ကျွန်တော်တို့ plan လောက်ခိုင်းလို့ရတယ် plan လောက်ခိုင်းပြီးကျွန်တော်တို့ prompt တွေကောင်းကောင်းပေးပြီးဘယ်လိုလုပ်ရမလဲဆိုတာကို plan ခိုင်း step by step instruction ရေးခိုင်းသူရေးတဲ့ instruction တိုင်းကိုက like လုပ် အဲ့လိုမျိုးလောက်တာပို့ပြီးကောင်းပါတယ်ကျွန်တော်ရှင်းမပြောခဲ့လို့ပဲ copy paste တော့မလုပ်ပါနဲ့ generate လုပ်ထားတဲ့ code တွေကိုကောက်ကိုစဉ်းစားပြီးတော့ပြန်ရေးပါအဲ့လိုမျိုးလောက်တာပို့ပြီးကောင်းပါတယ် copy paste လောက်တာတော့ဘာမှမထူးပါဘူးဘာမှ code အတွက်လည်းတန်ဖိုးမရှိပါဘူးကျွန်တော်တို့ copy paste မလုပ်ကြပါနဲ့ဒီဒီဗီဒီယိုကတော့ဒါလောက်ပါပဲဒါကတော့ကျွန်တော်အနေနဲ့ AI ကိုအသုံးပြုပြီးတော့ကျွန်တော်နေ set star တွေဘယ်လိုလုပ်မလဲ AI ဟိုအသုံးပြုဆက်စတိုင်လုပ်ဖို့အတွက်ဘယ် tools တွေကိုအသုံးပြုရမလဲဆိုတဲ့ဟာကိုကျွန်တော်အနေနဲ့ပြပြတာဖြစ်ပါတယ်။ဒါကတော့လုံးဝကျွန်တော်ရရဲ့လေ့လာတဲ့ပုံစံအတိုင်းကျွန်တော်ပြပြတာဖြစ်ပါတယ်။ဒါတော့ကျွန်တော် language တစ်ခုကိုကျွန်တော်လေ့လာတဲ့အချိန်မှာဘယ်လိုမျိုးလေ့လာလဲကျွန်တော် framework တစ်ခုကိုဘယ်လိုမျိုးလေ့လာလဲဆိုတဲ့အကြောင်းအရာတွေကိုကျွန်တော်ပြပြပေးထားတာဖြစ်ပါတယ်။ဒီဗီဒီယိုဆုံးနေရှိရတဲ့အားလုံးကိုကျေးဇူးတူပဲတရှိပါတယ်ကျွန်တော်နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်အားလုံးပဲ happy ကောင်းတွေပါခင်ဗျာ